။ကဘာကြီးရဲ့ပြင်ပဟိုးဝေးတနေရာမှာဖြစ်ပါတယ်။အဲဒီမှာအာကသားယင်မြနှစီးကတချွီချွီနဲ့ပြန်လန်းစော်နေကြတာပါ။အီယာမယင်မြကြီးရဲ့ထိန်းချုပ်ခန်းမှာငါဒီဇလန်ဗီလိန်မာဆွဲစတိုင်နဲ့မိမိန်ထိုင်ပြီးတော့တပည့်ကျော်ဟိန်းလိုက်ဟောက်လိုက်လုပ်နေတဲ့ဒေးဗီဂျုံးဆိုလိုဘာလို့လို့ကောင်းကတော့ Vegas ပဲဖြစ်ပါတယ်။ပြီးတော့ Vegas က Omnitrix ရဲ့ဟောင်းများမကလိုချင်နေပြီးတော့သူပိုင်ဖြစ်စရာမယ်လို့လဲကြွေးကြော်လိုက်ပါသေးတယ်။အချင်းကဘာဘောကစာသင်ခန်းတစ်ခုတည်းကဘန်တနဆန်ဆိုတဲ့ဘေးလီတွေကတော့ကျောင်းစင်းချင်းကိုလဲတရှိရှိနဲ့မျောနေခဲ့တာပါ။ ခြေစောလက်စောနဲ့မြောင်းမသားအားနေရနေငင်းငင်းမနေပဲဇွန်ခောက်ပြီးတော့လွတ်လိုက်တာအတန်းပိုင်ကောင်းကိုသွားပြီးတော့ထိလိုက်ပါသေးတယ်ဒီနေ့ကចောင်းစာတင်နေ့တစ်နေ့နောက်ဆုံးနေ့ဖြစ်တာကြောင့်ចောင်းဆင်းလိုက်တာနဲ့ငပန်တယောက်ကတော့တနေ့စာဝေကျွေးတွေကိုလွတ်ပြီးကျွတ်ပြီးကွာလို့ဆိုပြီးတတဘိုင်ပိုင်လေးလှုပ်ပြီးတော့စာတင်ခန်းတွေကနေထွက်ပြေးဖို့လှုပ်ပါလိမ့်အဲဒီအချိန်မှာပဲတန်းပိုင်ဆရာမကလည်းငပန်မပြောင်းရင်ဒီကိစ္စလေးရှင်းသွားပါအောင်ဆိုပြီးတော့ဗန်ပြစ်လိုက်တဲ့စွန်လေးကိုကောက်ပြလိုက်ပါလိမ့်ဒုနယ်ပြဒနာရှိမိလို့ပြင်ထွက်လာတော့အာရှာသားလေးတယောက်ကိုဘူလီနကောင်အနိုင်ကျင့်နေတာတွေ့လိုက်ရပါတယ်။ကိုတမင်းကိုစားကြီးတော်နွားအငှားเจ้าကြီးနဲ့ပုတ်ကွာလဲ ဟေးကောင်လေးကောင်လေးကိုမထီးနဲ့ဆိုပြီးတော့ဟီးရိုးဝင်လောက်ပါတယ်ဒါပေမဲ့ဟီးရိုးကနေ0ဖြစ်သွားလို့နှစ်ယောက်သားကတစ်ပင်မှာဘင်းနဲ့တွဲလောင်းချိန်ခံလိုက်ရပါတယ်ခဏကြာတော့ဘန်အဖိုးမတ်ကကိုင်းနဲ့ယောက်ချလာပြီးတော့ဘန်ကိုလာကြိုခဲ့ပါတယ်ပြီးတော့နွေရသည်မီးပုံစကန်လေးဘာညာတာရကစမာကလာလေးလောက်ကြမလားဆိုပြီးတော့ကမ်ထွက်မဲ့ကိစ္စကိုပြောပြပါတယ်ကမ်ထွက်မဲ့ဆိုတော့ဘန်လေးပျော်သွားပြီးတော့ကားပေါ်ကိုတက်လာလိုက်ပါတယ်ဒါပေမဲ့ကားပေါ်ရောက်မှာတော့ Guantanamo ဆိုတဲ့ဝမ်ခွဲအမကိုငုတ်တုတ်ကြီးတွေးလိုက်ရတာကြောင့်ဘိုင်းရဲ့ပျော်တွေလည်း level တွေနှိမ်ငုံပါတော့တယ် ။ဒေးချေကြတဲ့မောင်နှမတွေကတော့ရောက်ချင်းစောင်းနေထွေးရန်နေထားတတ်ကုန်ပါပြီ။ဒုံနဲ့တလန်းလုံးရန်တက်လာကြရင်ညနေမောင်ရင်ပြိုးတော့စကန်းချမဲ့နေရာကိုရောက်လာခဲ့ပါတယ်။အဖိုးမတ်ကလည်းသူမီးမြောက်ကိုချင်းလုံးလို့မေရီနိုက်တန်မီးဝမ်းလို့ခေါ်တဲ့ရှာရှာပါပါအကောင်တွေကိုခက်ခက်ခဲရှာပြီးတော့ကြွေးပါတယ်။ဟိုမောင်နှမလည်းသူတို့အဖိုးရဲ့တက်ရှိခေါက်ဆွဲတွေကိုမစားနိုင်တော့တာနဲ့ဟဲ့နေမှာပါပါလဲငါမှာပါပါလဲဆိုပြီးတော့သူတို့မှာရှိတဲ့မုံလေးနဲ့ကီးဆက်ဖို့ခေတ္တမာမိတ်ဖွဲ့လိုက်ရပါတယ်။ဒီလိုနဲ့ပဲဘန်ရိုးရဲ့ညရာသီចောင်းပရဲ့ကမ့်ကိုជွေတာစားတော့ချင်းပြန်စတင်ခဲ့ကြပါတယ်။ တပတ်ကအာဂတရဲ့နှစင်းကတော့ပြစ်လို့ခတ်လို့မပြီးနိုင်ကြသေးပါဘူးပြေးတဲ့ကောင်ပြေးလိုက်တဲ့ကောင်လိုက်နေစိတ်မရှိတော့တဲ့ Vegas ကလည်းအင်းဟာဆိုပြီးတော့ပြစ်ထလိုက်တာဟိုရင်မြန်အောင်သွားပြီးတော့ထိပါတော့တယ်တပတ်ရင်ဘောကကောင်တရားလဲလူကိုကြိုက်တယ်လို့လို့ပြစ်စီတော့လာမထိနဲ့ဆိုပြီးဇက်လုံးလေးတစ်ခုကိုရင်ဘောကထုတ်ပြစ်လိုက်ပါတယ်အဲဇက်လုံးလေးကလည်းကဘာစီကိုဥတီပြီးတော့လွင့်လာပါတော့တယ်အဲ့ဒီအဖိုးမတ်စကတော့ကြောချင်းပေးဖင်ချင်းပေါ့ချင်းချင်းစိတ်ကောင်းနေကြတယ်မောင်နှမကိုမတ်မန်လိုစားမလားကြောက်စရာပုံမြင်ပြောပြမလားဆိုပြီးတော့စီယုံကြည့်လိုက်ပါလေဟိုနှစ်ယောက်ကတော့ဖုန်းကိုစီလက်ပ်တော့ကိုစီနဲ့အလုံးရှုပ်နေကြတာပါ အဲနောက်ဘန်ကအညောင်းမီညာပြီးတောထဲမှာလမ်းလျှောက်စူးစူးပေါက်သွားအောင်ပဲဆိုပြီးတော့ထားထွက်လာလိုက်ပါတယ်။တလန်လုံးအမားပြည့်သူမကောင်းကြောင်ပွားစီပွားစီပြောလိုက်နဲ့ခုနဇလုံးကြလာတော့ကောင်းငင်မှာမြင်လိုက်ရပါတယ်။ကျဲကျွေတွေကဘာညာဆိုပြီးတော့အန်အုံးနေတော့မှာဇလုံးကလမ်းကြောင်းပြောပြီးတော့သူ့ရှိတဲ့တဲ့ကိုဒုံးထဲကြလာခဲ့ပါတယ်။ဘန်လန်ဆာစုနဲ့သွားကြည့်လိုက်တဲ့အချိန်မှာဇလုံးကပွင့်သွားခဲ့ပါတယ်။အဲအချိန်မှာထဲမှာတွေးလိုက်တာကတော့အစိမ်းအောင်မီးလုံးတွေတောက်နေတဲ့နာအီလီတလုံးပါ။အဲဒီမှာဘန်လည်းနာအီလက်တံပါရာကြီးငါပါလို့ရမှာလဲဆိုပြီးတော့ဘာမှန်းသိအောင်ပတ်ကြည့်ဖို့လှုပ်လိုက်ပါတော့တယ်။ ူမပတ်ခင်မှာပဲနိုင်ကသူ့ပြန်ပတ်သွားခဲ့တာပါအဲ့ဒါနဲ့အဖေကဲပါအမေကဲပါအဖိုးကဲပါသွေလုံးတစ်မျိုးလုံးကဲပါဆိုပြီးတော့ကြောင်းအလန့်အားနဲ့လန့်ပြီးတော့ပြေးပါတော့တယ်အဲ့နောက်တနေရာရောက်တော့နိုင်ကိုနှီးမျိုးစုံနဲ့ချွတ်ကြည့်ပါတယ်ဒါမဲ့ချွတ်လို့မရပါဘူးအားနဲ့ရှောက်ကလေးကြီးနဲ့နိုင်တိုင်းခွက်ကလေးကအပေါ်ကိုတက်လာခဲ့ပါတယ်ဇက်ခရီမာလည်းရုပ်လေးတုပ်ပေါ်လာတာကြောင့်ဂျိုသားနိုင်ကိုပွဲသေးတဲ့အယုံမှတ်နေကောင်းလေးရလဲမိုက်တရားဆိုပြီးတော့ဆောင်းမန်းကဲမမသိရန်တန်းပြီးတော့နှိတ်ချထက်လိုက်ပါလေ။ဒိုင်ဝက်ကလေးကအထဲပြန်ဝင်သွားခြင်းပါပဲ။ဘန်းရဲ့အသားအိတ်တွေကလည်းကြောက်သားတစ်ခုလိုပြစ်သွားပြီးတော့အကွဲကြောင်းတွေပေါ်လာခဲ့ပါတော့တယ်။ လက်တွေခေါင်းတွေကလည်းမီးတွေတောက်လာပြီးတော့ Haplus ဆိုတဲ့မီးတောက်လူသားပုံစံကိုပြောင်းလဲသွားခဲ့တော့တာပါအဲမှာဘူမ်တီကွန်တီကင်းတီကွင်းတီဂျိုကာမတိနဲ့ဘန်ကတော့လုံးကြောင်အောင်ကဲတောက်အောင်မီးလောင်နေပြီဆိုပြီးတော့ရှောက်អော်ပြီးတော့ပြေးပါတော့တယ်ခဏနေတော့မှဟင်ငါဘာမပြူ वा ဆိုပြီးတော့သဘောတရားကြာသွားတော့တာပါပြီးတော့နားမှာရှိတဲ့တက်ကိုင်းကိုမီးတောက်နဲ့ပြစ်ပြီးတော့ချိုးပြစ်လိုက်ပါတယ်အဲလိုနဲ့အခုမှအသေးဆက်ဆက်ရလိုက်တဲ့ပါဝါရီနဲ့ဆောက်ကွေးမျိုးထားလို့ကောင်းလိုက်တာတော်မီယာထားပြီးတော့လောင်လိုက်ပါလေရောအဲ့ဒီမီးမွေးနေအဖိုးမတ်နဲ့ဂွမ်တို့ကတော့တောအုပ်ထဲကတက်လာတဲ့မီးကိုလူကိုတွေးလိုက်ကြပါတယ် ဒါကြောင့်မိသားစေဘူးကိုသည်ဆွဲကဟိုမြောင်မသားနောက်ကိုလိုက်ကြပါတော့တယ်။ဒေါ်ရရဟိုငနာတော့မိရလည်းတတ်မရလူပုံစံလည်းပြန်မပြောင်းတတ်နဲ့ဇက်ပြတဲ့လင်ကြီးရောလင်ငယ်ပါပြောင်းနေခဲ့တာပါ။အဲ့ဒါနဲ့ဂွန်လည်းချိန်မီရောက်လာပြီးတော့မိလိုက်ညှိပါတယ်။အချင်းကိုကမိလူသားနဲ့ပပင်းတို့လိုလန့်ပြန်ပြီးတော့မိသားစေဘူးနဲ့စော်ထဲလိုက်ပါတယ်။နောက်တစ်ချက်ထပ်ဆော်မယ်အလုံးကြမှာအယူမလို့ခေါ်လိုက်လို့မိလူသားကဗန်စရာကိုတီးလိုက်ရပါတော့တယ်။အဲ့လိုနဲ့ဘလို့ဖြစ်တယ်ဘာညာဖြစ်တယ်ဆိုတော့ PGPG နဲ့နောက်ကြောင်းပြန်နေတော့အဖိုးမတ်စ်ပါရောက်လာခဲ့ပါတယ်။ ဲ့ဒါနဲ့စကားပြောတာတွေရက်မီးရင်တတ်ကြစုဆိုပြီးတော့မီးဖိုးတွေလုပ်ငန်းစကြပါတော့တယ်မီးဟောင်းကိုမီးတင်းနဲ့တားရမယ်ဆိုပြီးတော့အဖိုးမက်ကဘန်းကိုမီးထပ်ရှိုးခိုင်းလိုက်ပါတယ်ဘန်းလည်းမလောင်သေးတဲ့တစ်ပိနေကိုမီးထပ်ရှိုးလိုက်ပြီးတော့ပြီးနေစီးထားလိုက်ပါတယ်အဲခါကျမှလောင်လန်းစားလေးကပြားကျသွားတော့မီးတွေလည်းရှေ့ဆက်မကူတော့ပဲငိမ့်သွားခဲ့ပါတယ်တစ်ဖက်က Vegas ကတော့ Omnitrix ကိုမရလိုက်တဲ့ပြင်တိုက်ပွဲကြောင့်သူပါအယိုးချသားချဖြစ်သွားခဲ့တာပါဒါရင်လက်မလျှော့သေးပါဘူးသူတပည့်ကျော်ကဘာပေါ်လွတ်ပြီးတော့ Omnitrix ကိုရှာခိုင်းလိုက်ပါသေးတယ်။မိနေသွားတော့ဘန်တို့မီးဖိုးကြီးလည်းမီးပုံပေးမှအေးဆေးတိုင်းစကားပြောကြရင်လည်း ဖြည့်သမားပြန်သမားဖောက်တယ်ချကြပါလိမ့်လူပုံစံမလို့ပြန်ပြောင်းအောင်မသိလို့တိုင်ပတ်နေကြတော့ရေမက်ကတစိကလေးကအတန်တွေထပြီးတော့မြည်လာခဲ့ပါလိမ့်အဲနောက်မှာအလင်းစူးစီးတစ်ခုဝုံနဲ့ထားလင်းလာပြီးတော့မိလူသားသွင်းပြောက်ပြီးတော့မြောင်းမသားသွင်းပြန်အောင်သွားပါလိမ့်ဒါပေမဲ့နိုင်ကတော့ချွတ်လို့မရသေးပါဘူးအဲ့ဒါနဲ့ဖိုးမတ်စ်ကလည်းဘာမှမသိခင်ရှောင်းမလုံးနေအောင်လို့ပြောပြီးတော့နိုင်ကြလာတဲ့နေရာကိုသွားပြီးတော့ကြည့်အောင်မယ်လို့ပြောလိုက်ပါလိမ့်ပြီးတော့သူပြန်မလာမချင်းဘဲမှလည်းရှောင်းမသွားနဲ့လို့မှားလိုက်တာပါအဲ့ချိန်မှာပဲ Vegas ရဲ့ရေမြန်ကြီးပေါ်ကတကားတစ်ခုပွင့်လာပြီးတော့ drone တစ်ကောင်ကိုပြစ်ချပေးလိုက်ပါလိမ့် ဇာလုံးထဲမှာ Omnitrix မရှိတော့ဘူးဆိုတာသိသွားတဲ့ Drone ရဲ့ယောက်ကလည်း Drone နဲ့ဆင်းလွတ်ပြီးတော့ခြေဟာခံခိုင်းလိုက်ပါတယ်။အချင်းဘန်တော့ရှောင်းမလို့ပါနဲ့တန်တန်မှာသွားတဲ့ဖိုးမက်ဆက်စကားကိုနားထောင်ပြီးနိုင်ကိုလျှောက်ကလိနေရပါ။အဲလုံးနဲ့ဟိုးလဲဒီလဲနှိပ်ထလိုက်တာသေရများများနဲ့ခွေးလိုလိုကြားလိုလို Wi-Fi ဆိုတဲ့အကောင်ကြီးဖြစ်သွားပြန်ပါတယ်။ Gwan လဲမျက်လုံးမပါတဲ့မွေးတူကောင်တစ်ချက်လောက်တော့သုံးပါမယ်ဆိုပြီးတော့ဖင်ကိုဒုံးနဲ့ရိုက်ဖို့လုပ်ပါတယ်။ဒါမဲ့မွေးတူကောင်ကမျက်လုံးသာမပါတာအာုံခံမှုငမန်းပဟတ်တွေလိုအာုံခံအင်္ဂါတွေပါနေရကြောင့် ဘယ်ငယ်ဘယ်ဒီဂရီကနေဘာလက်နက်နဲ့ဘယ်လိုမျိုးချရမလဲဆိုတာသိလို့နေထူးနိုင်ကွက်တွေနဲ့အေးစေးလေးရှောင်ပြလိုက်ပါတယ်။အိုင်နာဝိုင်းမကြီးကခုံဆွားခုံဆွားနဲ့ဒေါ်ရဲကိုပြေးဝင်သွားပါတော့တယ်။ဒုံးနဲ့ဒေါ်ရဲရောက်ချင်း drone ဆဲုပ်တွေတိုက်ခိုက်တာနဲ့ကြုံရပါတော့တယ်။ဆဲုပ်တွေကလည်းဟိုလိုပြစ်ဒီလိုပြစ်ဝိုင်းမကလည်းဟိုပင်ကူးဒီခုံကူးနဲ့ပုံလိုက်ရှောင်လိုက်ခုံအုပ်လိုက်တက်ခွာလိုက်ပါးစပ်နဲ့ကုန်းကိုက်လိုက်နဲ့ drone စင်းပြစီးသွားတဲ့ခါမှာတော့ဗန်လေးလူပုံစံပြန်ပြောင်းသွားခဲ့ပါတယ်။ drone စင်းပြတ်ကျသွားလို့ပြောင်းနေတော့မှနောက်စင်းကထပ်ပြီးတော့ရောက်လာပြန်ပါတယ်။နိုင်ကလည်းအားကိုးလို့မရတော့ဗန်တယောက်တဏ္ဍာကုံတင်ရတော့မယ်ချိန်ပါပဲ။ ဂျိုသားဒရုန်းကိုခေါ်ပြားနဲ့စော်သွားတာကတော့ကယ်တင်ရှင်မမကွမ်းပါပဲ။ရေကြုံတော့မောင်မားနှစ်ယောက်သားကပြန်ပြီးတော့တဲစားပြူလာပြီးဖြစ်ပါတယ်။ဒရုန်းနဲ့ကားစီကိုပြန်လာတော့ဗန်တယောက်ဖိုးမတ်ဆူရာကိုခေါင်းကိုက်ဆက်နဲ့ခံရပါတော့တယ်။ဗန်ကတော့ဒီနိုင်ကဘာမှမသိပေမဲ့ဘလို့တော့လဲဆိုတော့တီသွားပြီဆိုပြီးတော့ပြောပြပါတယ်။အဲ့ဒါနဲ့ဖိုးမတ်ကလည်းဒီနိုင်ကြောင့်ဂကနနသေချာသိအောင်ကူညီမယ်လို့ပြောနေတော့ရေဒီယိုမှာကူညီတောင်းတဲ့အတန်တန်ကဝင်လာခဲ့ပါတယ်။အကူညီတောင်းတဲ့လူကဆေးဟုတ်ဒီတယောက်ကတိုက်ခိုက်နေတယ်လို့ပြောလိုက်တာကြောင့်ဗန်ကလည်းဒီဆေးဟုတ်တွေဒီနိုင်ကိုလာရှာတာပဲလို့ကောက်ချက်ချလိုက်ပါတယ်။ အနာနိုင်မီးဖိုးတွေလည်းအကူအညီတောင်းတဲ့နေရာစီကိုအမြန်ပဲပြေးလာခဲ့လိုက်ကြပါတယ်။အန်နော့ဘန်ကဘာကောင်ဘာဆွမ်းမဲမသိနန်းသားထောက်ပြီးတော့ပြောင်းထလိုက်တာတကလုံးစိန်နေဖုံးနေတဲ့ဒိုင်းမွန်ဟက်ကြီးဖြစ်သွားခဲ့ပါတော့တယ်။ဇေယုဖေဖေကြီးကလည်းရှဲပလန်နဲ့ကိုတောင်းကျမ်းနေခဲ့တာပါ။အန်နော့မောင်ဘန်စိန်ကောင်းရောက်လာတော့ဇေယုကလည်းပြင်းမှတ်ပြောင်းပြီးတော့စိန်ကောင်းကိုပိတ်ထောင်းပါတော့တယ်။ရွယ်စားချင်မမျှလို့ဘန်ခင်ဗျာဟိုဘက်ပြေးဒီဘက်ပြေးနေရှောင်းတိန်နေတိပိန်တိပိန်ကကွမ်းပေါ်တဲတဲကိုလဲကြလာလို့မတဲတူနေဆွေတော်မျိုးတော်ကိုကဲရပါသေးတယ်။အန်နော့ဇေယုက energy ဘိန်းနဲ့ပြစ်ထလိုက်တော့အဲ့ဒီဘိန်းကဒိုင်းမွန်ဟက်ရဲ့ crystal body ကြီးကိုမတွန်းနိုင်လို့ ကန်ထွက်သွားတယ်ဆိုတာဗန်တယောက်သတိထားမိသွားပါလေအဲ့ဒါနဲ့ဆေးဟုတ်ကိုမခံကြအောင်လမ်းစာပြီးတော့ energy bin နဲ့ပြင်အောင်လုပ်လိုက်ပါလေဟိုကလည်းပြစ်လိုက်တော့ဗန်ကလည်း energy bin နေဦးသူ့လက်မှာပြန်ပြီးတော့ဆုလိုက်ပါလေအဲ့လိုနဲ့အားရီဆုပြီးတော့ဥရိစားကဘင်းကိုရောင်ပြန်နဲ့ကန်ထုတ်လိုက်ကဆေးဟုတ်ကြီးလည်းမသားပဲစီးတန်ပဲစီးဖြစ်သွားခဲ့ရပါလေအဲ့နောက်လူတွေသတိမထားမိခင်ဗန်တယောက်လည်းတော်တဲ့ကိုဝင်ပြေးခဲ့ရပါတော့တယ်အဲ့ချိန်အာကသားရင်ပေါ်ကဗေးကက်ကြီးကတော့ omni dress ကိုပိုင်စီးပြီးသူ့ဆေးဟုတ်ကိုလည်းတစားစီလုံးပြစ်လိုက်တာကကပောက်ကငမြောင်းကချောက်ပေါက်လို့ပဲစားလေးဆိုတာကိုတီးသွားတော့ ရံမုံမီးကြအကုန်လုံးကြပြီးတော့ပေါက်ကွဲသွားပါတော့တယ်အဲ့ဒါနဲ့ပဲထင်းဝင်မကြုံရေခတ်ကြုံရေခတ်မကြုံလဲသေးပေါက်တော့ကြုံမယ်ကွာဆိုလို့ဂျိန်မောင်းနေတော့တာပါမနေ့တော့ဘူမတ်စတဲ့ခွမ်းကဒီနေရာထွက်ဖို့တင်းစရာရှိရတင်းဆက်နေတဲ့အချိန်ဘန်ကတော့ XLR အိတ်ပုံပြောင်းပြီးတော့ရှောက်ပြေးနေတာပါအဲနောက်သူရဲ့ hyper speed နဲ့အဖိုးမတ်တို့ပစ္စည်းသိမ်းညာကိုကူပေးလိုက်ပါတယ်အမနိုင်ငင်ဘယ်ရီရှောက်ပြေးနေလဲလို့ခွမ်းကမေးတော့လှုပ်ရှားရှိရလေးသွားလုံးနေရလို့ဖြေးလိုက်ပါတယ်တကယ်တော့အဲလှုပ်ရှားဆိုရလဲသူ့ကိုဘင်းနဲ့တစ်ပင်မှာချိန်ပေးခဲ့တယ်ဘူလီနှကောင်လက်စားသွားချိန်နေတာပါ အဲနောက်မီးဖိုးတွေကြံတဲ့နေရာဒီအားလိုက်ရက်တွေအတူတူကုံဆုံးမှုစီစဉ်ဆွဲကြပါတယ်။ဒိုနေမဲကျွန်တော်ငယ်ဘဝအမှတ်တရတွေရာဟီရိုလီဘန်တန်နဆန်ရဲ့စူပါဟီးရိုးစွန်းစားကန်အစ Classic Bandan Season 1ရဲ့အပိုင်းတစ်ကတော့ဒီနေရာမှာရနာထားပါတယ်ခင်ဗျာ။